ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့်ယူကရိန်းမှာအနည်းဆုံးလူ25ဦးသေဆုံးရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းမှာအနည်းဆုံးလူ25ဦးသေဆုံးခဲ့တယ်လို့ယူကရိန်းဘက်ကတရားဝင်ထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့မတ်လ9ရက်ညနှောင်းပိုင်းကဒွန်ညက်ဒေသအနီးမှာရုရှားဘက်ကပြစ်ခတ်လိုက်တဲ့တုံးကြီးတွေကြောင့်အနည်းဆုံးလူ70ဦးသေဆုံးခဲ့ပြီးလူ40လောက်ဒဏ်ရာရခဲ့တာပါ ရုရှားဘက်ကပြစ်ခတ်လိုက်တဲ့ဒုံးကြီးနှလုံးကလူနေအဆောက်အဦရှိခုနဲ့ဈေးဝယ်စင်တာတစ်ခုကိုထိမှန်ခဲ့တယ်လို့ဒေသအာဏာပိုင်တွေရဲ့ပြောကြားချက်ကိုကိုးကားပြီးနိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။ဒါပြင်မတ်လ9ရက်နဲ့10ရက်တွေမှာလည်းတခြားလားကြောင့်တိုက်ခိုက်မှုတွေကြောင့်ယူကရိန်း9ဦးခါတေဆုံးပြီး17ဦးဒဏ်ရာရခဲ့ပါတယ်။ ခါကီဒေတာမှလည်းမတ်လအရှိရကရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရပြီး၃ဦးသေဆုံးက9ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။အမေရိကန်ကယူကရိန်းကိုစစ်ပတ်ဆိုင်ရာအထောက်အပံ့တွေနဲ့ထောက်လှမ်းရေးအချက်အလက်တွေပေးနေတာကိုရက်ဆိုင်လိုက်ပြီးတဲ့နောက်ပိုင်းရုရှားရဲ့တိုက်ခိုက်မှုတွေပိုပြင်းထန်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်၃ပတ်အတွင်း ရုရှားဟာအိုဒီဇာဒေသအတွင်းကစွမ်းအင်ဆိုင်ရာအခြေခံအဆောက်အုံတွေကိုခုနှစ်ကြိမ်အထိတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းစွမ်းအင်ကုမ္ပဏီတစ်ခုက ပြောပါတယ်။တစ်ဖက်မှာယူကရိန်းကလည်းရုရှားဘက်ကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေဆက်လုပ်နေပြီးတညအတွင်းမှာယူကရိန်းရဲ့တိုက်ခိုက်ရေးဒရုန်း30ခုကိုကျန်းဖြတ်ပစ်ချခဲ့ရတယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။